ားနျူကလ িয়ার စောင့်ကြည့်အဖွဲ့နဲ့မပူပေါင်းရင်အီရန်ဘာဖြစ်မလဲအီရန်လွတ်တော်ကကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုဆိုင်းငံ့တဲ့ဥပဒေကြမ်းကိုအတည်ပြုထုတ်ပြန်လိုက်ပါတယ်။လက်တလောအစ္စရေးနဲ့အမေရိကန်တို့ရဲ့အီရန်နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေကိုအကြောင်းပြပြီးအီရန်လွတ်တော်ကကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆိုင်းငံ့တဲ့ဥပဒေကြမ်းကိုအတည်ပြုလိုက်ပါတယ်။ ဒီလုံရကြောင့်နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့တင်းမာမှုတွေပိုပြင်းထန်လာနေပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုကမ္ဘာကစောင့်ကြည့်လေ့လာဖို့အရေးမှာအဓိကကွက်လတ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဗုဒ္ဓုံးနေ့ကအတည်ပြုလိုက်တဲ့ဥပဒေကြောင့်စုံစမ်းစစ်ဆေးတာတွေစောင့်ကြည့်စစ်ဆေးတာတွေနဲ့ IAEA ဝန်ထမ်းတွေရဲ့အစီရင်ခံမှုတွေရပ်တန့်သွားမှာဖြစ်ပါတယ်။ ဒီဥပဒေကိုအီရန်ရဲ့ဗဟိုအမျိုးသားလုံခြုံရေးကောင်စီကနောက်ဆုံးအတည်ပြုဖို့လိုနေသေးပေမဲ့အဲ့ဒီဥပဒေကနျူကလ িয়ার စီစဉ်နဲ့ပတ်သက်တဲ့တီဟီရန်ရဲ့မူဝါဒတည်တည်တသာပြောင်းလဲသွားတာကိုအချက်ပေးလိုက်တာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူလွတ်တော်အမတ်ဟီဘရာဟင်ရီဇာအီယပြောရမှာတော့အခုလိုဥပဒေပြုလိုက်တာကအီရန်ရဲ့အထောက်အထားကိုခိုင်ခိုင်မာမာပြသနိုင်မှုနဲ့သူ့အခေါ်နိုင်ငံရေးနဲ့တွတ်သွင်းထားတဲ့အေဂျင်စီကိုပြန်တွန်းလှန်ဖို့ဖြစ်တယ်လို့ပြောပါတယ်။